ရှင်မာကုခရစ်ဝင် အခန်းကြီး3အခန်းငယ်1တရားစီရင်သူတပံဝင်တော်မူ၍ထိုတရားစီရင်၌လက်တစ်ဖက်တည်သောသူတယောက်ရှိ၏ဥပုံနေ၌သူ၏ယောဂါကိုငြိမ့်စင်မီမငြိမ့်စင်မီကို ထိုသူတို့သည်ကိုရောနာအပြစ်တင်ခွင့်ကို ရှား၍ချောင်းကြည့်ကြ၏ကိုရောကလည်းအလိန်၌မတည့်ရနေလောဟုလက်တစ်ဖက်တည်သောသူအားမိန့်တော်မူပြီးမှ ဥပုံနေ၌ကျေးဇူးပြုအပ်တယ်လို့သူအကျိုးကိုဖြည့်ဆည်းအပ်တယ်လို့အသက်ကိုကယ်အပ်တယ်လို့တန့်အံ့တယ်လို့ဟုပရိသတ်တို့အားမေးတော်မူလျင်ထိုသူတို့သည်တိတ်ဆိတ်စွာနေကြ၏ထိုအခါအမျက်တော်နှင့်သူတို့ကိုပတ်လည်ကြည့်ရှု၍သူတို့စိတ်နှလုံးမိုက်သောကြောင့်ဝန်းနေတော်မူခြင်းရှိလျက်တင်းဤလက်ကိုဆန့်လို့ဟုထိုသူအားမိန့်တော်မူ၏သူသည်မိမိလက်ကိုဆန့်လျင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ပဂတိဖြစ်လေ၏ထိုအခါဖာရိရှဲတို့သည်ထွက်၍ကိုရော့ကိုအဘယ်သို့ဖြစီရအံ့နည်းဟုဖေရုတ်တပည့်တို့နှင့်ချက်ချင်းတိုင်ပင်ကြ၏အခန်းငယ်ခုနှစ်အခန်းငယ်ခုနှစ်သည်တခင်ယေရှုနောက်တော်သို့လူများစွာလိုက်ရှင်အကြောင်းဖြစ်သည်ယေရှုသည်တပည့်တော်တို့နှင့်အတူအိုင်နာသို့ပြောင်းကြွတော်မူ၍ဂါလိလဲပြည်ယေရုရှလင်မြို့မှစတော်ယူဒာပြည်ဣတုမဲပြည် ယောနမြစ်တစ်ဖက်မှလာကြသော လူအပေါင်းတို့နှင့်တူတူမျိုးဇီးတော်မျိုးပတ်ဝန်းကျင်အရက်တို့မှ လာကြသောလူအပေါင်းတို့သည်ပြုတော်မူသည်များကိုကြားလျင် အထံတော်သို့လာကြ၏လူများတို့သည်ကိုတော်ကိုဝန်းရံ၍မထိခိုက်စေမိအကြောင်းကိုတော်အနည်းပါးတွင်လေတစင်းကို အမြဲရှိစေခြင်းကတပည့်တော်တို့အားအမိန့်တော်ရှိကြ၏အကြောင်းမူကားလူများတို့အား ချမ်းသာပေးတော်မူသောကြောင့်ယောဂဝေဒနာနှိမ့်ဆက်တော်သူ ရှိသည်များတို့သည်ကိုရော့ကိုတို့ရှင်းကတွန်းကြ၏ညဉ့်ညူတော်နှင့်တို့သည်လည်းကိုရော့ကိုမြင်သောအခါပြတ်ဝဲ၍ကိုတော်သည်ဘုရားသခင်သားတော်ဖြစ်တော်မူသည်ဟုဟစ်ကြော်ကြ၏တရင်တော်ကိုမပွင့်စေမိအကြောင်းသူတို့အားကြက်တဲစွာပြညတ်တော်မူ၏အကန့်ငယ်73အခန်းငယ်73တီတမန်တော်တစ်ကြိမ်နှစ်ပါးကိုခန့်ကျင်အကြောင်းဖြစ်သည် ထိုအခါကိုတော်သည်တောင်တော်ပေါ်သို့တက်၍လိုတော်ရှိသော သူတို့ကိုခေါ်တော်မူလျင်အထံတော်သို့လာကြ၏ကိုတော်နှင့်အတူ ရှိနေစေခြင်းက၎င်းတရားဟောသောအခွင့်အနာရောဂါတို့ကိုငြိမ်းစေ၍နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သော အခွင့်နှင့်လွတ်စေခြင်းက၎င်းတကြိမ်နှစ်ပါးသောသူတည်ဟူသောပေတယုအမည်တစ်ကို ပေးတော်မူသောရှိမုံမိုးကြိုးသားဟုဆိုလိုသော ဘောနေဂရအမိတ္တကိုပေးတော်မူသောစေဘီဒဲဤသားနှစ်ယောက်ယာကုပ်နှင့်ယောဟန်အန်ဒရေဖိလပုဘာသောလမဲမတ်သဲတောမအာလဖဲဤသားယာကုပ်တတဲကာနနိလူရှိမုံကိုရကိုအနန္တောယူရရှိကာယုတ်တို့ကိုခန့်ထားတော်မူ၏အခန်းငယ်20အခန်းငယ်20သည်သခင်ယေရှုကိုနှဆိုးမင်း ပေလာစီဘူးလာဟုဆွဆွဲခြင်းအကြောင်းဖြစ်သည် ထိုသူတို့သည်အိမ်တို့ဝင်ကြလျင် အစာကိုမစားနိုင်သည့်တိုင်အောင် လူများတို့သည်တဖန်စုဝေးကြပြန်၏ကိုရော၏အဆွေအမျိုးတို့သည် ကြားလျင်သူသည် အယူဖြစ်သည်ဟုဆို၍ကိုရောကိုဖမ်းဆီးခြင်းကထွက်သွားကြ၏ယေရုရှလင်မြို့မှလာသောကျမ်းမြူဆရာတို့ကလည်းသူသည်ဘေလာစီဘူးလာဆွဲတော်သူဖြစ်၏နဆိုးမင်းကိုအမိပြု၍ နဆိုးတို့ကိုနှင်ထုတ်သည်ဟု ဆိုကြ၏ကိုတော်သည်သူတို့ကိုခေါ်၍ဥပမာကိုစောင်းတော်မူလျင်စာတန်သည် စာတန်ကိုအဘယ်သို့နှင်ထုတ်နိုင်သနည်းတိုင်းနိုင်ငံသည်မိမိနှင့် မတင့်မတင့်ကွဲပြားလျင်မတည်နိုင်ရာအိမ်သည်လည်းမိမိနှင့်မတင့်မတင့်ကွဲပြားလျင်မတည်နိုင်ရာ စာတန်သည်မိမိတစ်ဖက်၌ထား၍မိမိနှင့်မတင့်မတင့်ကွဲပြားလျင်မတည်နိုင်ပဲ ဆုံးရှင်းတို့ရောက်လိမ့်မည်။သူရဲကိုရှေးဥစွာမရှိနောင်လျင် သူဤအိမ်တို့ဝင်၍သူဤဥစ္စာကိုအဘယ်သူမျှမလူမလူနိုင်။သူရဲကိုချီနောင်ပြီးမှ သူဤအိမ်ကို လူယူနိုင်၏။ငါမှန်ဆိုသည်ကပြမသောအပြစ်အမျိုးမျိုးဖျားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသည်များလို့နှင့်လွတ်စေခြင်းအခွင့်ကို လူသားတို့သည်ရနိုင်ကြ၏။သင်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကိုအဘယ်ကာလ၌မှမရနိုင်ကြ။ထာဝရပြစ်ကိုခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။အဘယ်ကြောင့်ဤသို့မိန့်တော်မူသည်နည်းဟုမူကားကိုတော်သည်ညစ်ညူသောနဆိုးဆွဲသူဖြစ်သည်ဟု ဆိုကြသည်။အခန်းငယ်31ခန်းငယ်31သည်သခင်ယေရှု၏အမိနှင့်ညီအကိုများအကြောင်းဖြစ်သည်။ထိုအခါမေတော်နှင့်ညီတော်တို့သည်လာ၍ အပြင်မှာရက်နေလျက်ပဇုံတယောက်သောသူကိုကုရောထံသို့ဆေလွှတ်၍ခေါ်ကြ၏။ချံရံလျက်ထိုင်သောသူများတို့ကမေတော်နှင့်ညီတော်တို့သည်ကိုတော်ကိုရှာလျက်အပြင်မှာရှိကြပါသည်ဟုခြောက်လျင်ကိုတော်ကငါအမိငါညီကအဘယ်သူနည်းဟုမေးတော်မူ၍ချံရံလျက်ထိုင်သောသူတို့ကိုပက်လည်နိုင်ကြည့်ရှု၍ဤသူသည်ငါအမိငါညီပေသည် ဘုရားသခင်ဤအလိုတော်ကိုစောင့်တော်သူသည်ငါညီငါနှမငါအမိဖြစ်သည်ဟုမိန့်တော်မူ၏။ရှင်မာကုခရစ်ဝင်အခန်းကြီး3ပြီးပါပြီ။နှုတ်ကပတ်တော်နားထောင်သွားတော်သူအယောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။